မင်္ဂလာပါခါချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့စာရေးသူသင်္ခါရဲ့စာရေးလက်ရဘလူးဇလန်တွေများစွာတွေကမှမင်းတင်တို့ရဲ့ဒါဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးတော့ပါမယ် channel ကလေးကို like and subscribe လုပ်ထားပေးပါအောင်ခင်ဗျာဘေးနားကတော့တော်တော်လေးနဲ့နေပေးထားပါအောင်တခါကလက်ရဘလူးတယောက်တည်းအနောက်ချင်းတွင်းဘက်ကိုသွားတယ်အနောက်စုစုကလေးဘဝမှာရေချောင်းကဆန်လာတဲ့တက်တင်နေဆုံကြတယ်အဲ့ဒီကနေအထက်ကိုတက်ရင်ထမန်တီတီရောက်နေပါတယ် မင်းကင်းလုံမှာရေကင်း၄ခုရှိနေတယ်။မြမမင်းကခြားထားတဲ့ခင်းနေမဟုတ်ဘူး။မြမပိုင်တဲ့နယ်ပယ်အတွင်းမှာတော့ရှိနေတယ်။ကလေးတောင်ကျိုးစားရဲ့အခွန်တော်စခန်းနေလား။ကတဲ့ဘက်ကလားချင်းနေလား။မော်ရှန်ပြည်တော်ကတက်နေလားသူတို့မသိဘူး။အမှန်တော့မင်းကင်းဆိုတာကမြမမင်းကကင်းပစ်ထားတဲ့စခန်း။ဒါပေမဲ့သူတို့အသားရည်ကြီးအစစ်စစ်ခံခဲ့ကြတယ်။ရေကင်းတွေကလည်းမြမမင်းတီတီစစ်တီရဲမက်တီအများကြီးမို့လို့လေပေါင်းတွေအပေါ်ထိတက်မစစ်ရဲကြတာများပါတယ်။ပုံစံကိုကြည့်ပြီးမြမမင်းမှုထမ်းနေမှန်သိတာလို့လွတ်ပြေးလိုက်ကြတယ်။ တဏျာရောက်မှတော့ရေခင်းတစ်ခုကတားပြီးဆက်သွားခွင့်မပြုဘူးတဲ့မြန်မာမင်းစစ်သားတွေဆက်တက်ခွင့်မပြုတဲ့လက်ရဘလူးကဆက်ရှိထားပြီးတော့မှပြည်အပြေးချောင်းညှိနှိုင်းပြီးမှရင်းအတီးပြန်ပြောနေတယ်ဒီအရက်မှာသူတို့သာအာနာရှိတဲ့ပုံစံမျိုးလက်ရဘလူးကစိတ်တူလာတယ်မြန်မာပိုင်နက်မှာမြန်မာတွေကိုတားဆီးလို့မရဘူးမြန်မာမင်းကိုငါတို့မသိနင်တို့ကိုခွင့်မပြုနိုင်ဘူးမြန်မာမင်းကိုမသိဘူးဟုတ်လားဟုတ်တယ်ငါတို့မသိဘူးသိလည်းမသိချင်ဘူးမသိရင်သိအောင်ချကွာမသိဘူးပြောနေတဲ့ဂင်းတာဝန်ခံဘူးကိုသူကဥအောင် ပြစ်ထိုးလိုက်တာနဲ့ နောက်ကတသားတွေကလည်းဝုန်းနဲ့ခုံဝင်လာပြီးတော့မှကင်းစကန်ကိုဝိုင်းစီးကြတယ်။ရေကင်းကလူအနေငယ်ကလက်ရွေးစင်ဘလူးတသားတိုက်ပွဲဝင်လူစမ်းကောင်းတွေကိုဘယ်နေရာမှမရှင်းနိုင်ဘူး။ခနာချင်းတွေမှာရေကင်းကိုမြန်မာတွေသိမ်းပိုက်လိုက်ပြီးဒီကရတဲ့အခွန်ခါတွေဘသူကိုဆက်သားရတယ်လေ။ထိုးချေခံထားတဲ့ရေကင်းပူကမဖြစ်ဘူး။လက်ရဘလူးကလည်းဆက်မမီတော့ဘူး။တသားတွေကိုရှာခိုင်းပြီးအကုန်သိမ်းယူလိုက်တယ်ပြီးတော့မှငါတို့ရေမီကရတဲ့အခွန်ခါကိုငါတို့သိမ်းတယ်။ရော်ဒီမှာမင်းတို့လှစား။ဒါကမင်းတို့တို့နဲ့နာကြီးတကယ်ဆိုပေးစရာမလိုဘူး။ အာခံတဲ့အတွက်အသားနာရတာပဲ။နောက်ငါတို့မြေမှာနေပြီးတော့ငါတို့ကိုခွင့်မပြုနိုင်မှုပြောရင်အကုန်ဒုက္ခရောက်ပြီးမှတ်တော့ကြားလား။ရှေးတရရဲ့ထားခံပြီးပြောနေတယ်မှုဘိုးပြည့်သူကခေါင်းကြီးပြရတယ်။အေးမှတ်ထားမြေမှာမင်းဆိုတာဒါပဲ။ဟန်လာဝတီကိုတင်ယူပြီးတဲ့အခါနိုင်ငံတော်အေဂျင်တာရဲ့လုပ်ငန်းတွေတွင်းကျလာတယ်။အလောင်းမင်းကြီးကိုယ်တိုင်ကမြို့ဦးထောင်မှာဗကုရှင်ဘိုးတော်ဇေရော်ကြီးနဲ့ပုံစံတူဇေကြီးတစုတီးနေတယ်လို့မူကြီးမရရတွေကိုလည်းရန်နာသိန်းကရှင်ပြီးတော့အပါဝင်မြို့ရွာတွေတိုးတက်စီပင်မှုတာဝန်တွေပေးထားတယ်။ လက်ရဘလူးနဲ့ခင်မင်းရင်းဆွဲရှိတဲ့မြို့ဝန်တူဦးကနေပြီးတော့လာရင်တွေ့ဆုံမိကြခြင်းမှာညှိတွားပြတယ်။ကျုပ်တို့ဒေသကဗျာအခြားပြည်လူရွှေငွေပရမယအဖို့တန်ကြောင့်မြတ်တတုတွေကလည်းမရှိပသိမ်မௌတမတို့လူပင်လဲစိတ်ကံလည်းမရှိကုံစီကူးတန်းရောင်းဝယ်ရလမ်းကုန်လမ်းစွာလည်းမဟုတ်လို့တော့ဘာမှလုပ်လို့မရဘူး။ဆိုတော့အရှိဝင်းမှုမင်းထင်တော်ရတာကရှိတာနဲ့ပြန်အောင်လုပ်လို့ရပါတယ်။ရွှေဘူကိုတိုးချဲ့ဖို့တောင်းပေးရခြင်းခံထားတဲ့ဝန်မင်းတူဦးကလည်းကျုပ်တို့ကဘာလုပ်လဲ။ရေချောင်းထွက်ပါတော့မရှိလို့ကြောင်မြောင်းကိုသွားစီးရတယ် 46ရွာဆုထားလို့လူတွေတော့များပါရဲ့မိုးကောင်ရေရှားတဲ့အတွက်အကန်တူးရမြောင်းဖောင်းရနေမစားတာဘူးနေကလည်းပြင်းသည်အဝလိုအချက်ကြတဲ့တာကိုမပြုတ်ပြင်းမဲနဲ့ရွာကြီးကိုမြို့တီနန်းဆိုင်ထားတော့လေသူစကားကအလောင်းမင်းကြီးကိုတော့မှအပြစ်ဆိုခြင်းပေါ့တော့လက်ရဘလို့ကဖြတ်ခနဲကြည့်တယ်ဒီမှာဝင်မင်းရဲ့ပင်လယ်ထွက်ပေါက်ရှိတဲ့ဒေသကစိတ်ကန်းနဲ့ကြီးပွားသလိုနေဘူးတဲ့ဒေသကလည်းနေအောင်အားကိုးရမှာပါကျုပ်တို့မှလူတွေရှိတယ်နေအောင် ရှိတယ်ဆိုရင်ရေသွင်းပြီးစိုက်ချပြုကြရမယ် တဘာဝကိုတုံးချပြီးလောအားကောင်းကောင်းနဲ့စီကောင်းကိုကြိုးစားမယ်မလားမြို့ရွာသားရစီပင်နာနဲ့အမြအရရက်ကလူတွေကိုလည်းဆွဲဆောင်နေမှာပဲလူတွေရှိရင်ကုန်းတည်းလာမယ်မြို့ကိုလာကြည့်လူတွေရှိလာမယ်ပန်းဥယျာဉ်တွေတည်ပြီးတော့မှလူတွေမွေးလျောခြင်းအောင်ဘာလို့မလုပ်နိုင်ရမှာတော့လူပဲရှိရင်လူကိုပဲအစွမ်းမြင့်နေပြီးတော့တိုင်းတစ်ပါးကမကြောက်လားကျွန်တော်တို့ကိုယ်တိုင်အပြီးပြီးကိုဂျိုးနုံအောင်ကျွန်းခန့်ဝင်လောင်လုပ်ခဲ့ကြပြီးပြီခင်ဗျားတို့တာဝန်ကကိုမျိုးကိုရွာမှာရှိနေတာကိုဖော်ထုတ်ပြီးထိုးတဲ့သားရောင်လုပ်ဖို့ပဲအပင်အောင်မပေါက်တဲ့လွင်ဒီခါမှာ ရက်စရာမြေကြီးရှိရင်ပဲအုပ်ဖို့အိုးလုပ်ပြီးရောင်းလို့ရပါတယ်။သူပြောတော့လည်းဟုတ်တယ်လို့ဝမင်းကလည်းပါဇက်ပိတ်မြို့ဝန်ကလည်းငြိမ်သွားတယ်။တကူတော့ရှိတယ်။တကူမဟုတ်ပါဘူးရှိမှာပါ။အိမ်တော်မှာရွှေရက်နဲ့မဏိပဲထွက်ပြီးလေးလာခြင်းတွေ့လာပါလိမ့်မယ်။ငါဘာရမလဲဆိုတဲ့မျက်လုံးနဲ့မကြည့်ပဲနဲ့ငါဘာလုပ်လို့ရမလဲဆိုတဲ့အမြင်နဲ့လိုက်ကြည့်ကြည့်။ဘာမှမတွေ့ကျွန်တော်ကိုလာပြော။အဲ့တော့ဝမင်းကခနဲ့တဲ့နဲ့ဘာမှလှုပ်ရှားမတွေ့ဘူးလို့မင်းလာပြောရင်တော့ဖြင်းနေဆိုပြီးဖြုတ်လိုက်မှာပေါ့။မောင်းကလည်းလက်ရဘလို့ကပြုံးလို့ဖြစ်သွားပြီမဲ့ဒီဒီတင်းနေမဲ့ ဝမင်းကောင်တပားလဲထွက်မှာမဟုတ်လားဝမင်းသားမှာအမြင်မရှိတဲ့အစွန်အကန်းတွေကြီးခါစားနေကြလို့လားဟဲ့ကောင်မင်းဘာမြင်တယ်လို့မင်းရင်တော်မှာတခုခုတော့ကြားရမှာပါကျုပ်လူတွေလားอืมဝမင်းကမြန်ဆက်မပြောဝန်တော့ဘူးနောက်လိုက်တွေကလည်းအတုံးမကြပါဘူးလို့မြန်ညင်းမိရင်တပွဲလုံးညက်လဲဆိုပြီးအစားထုတ်ပြက်လဲမှာဆိုလို့စိတ်ထဲကနေပဲဒင်းကတော့ဟုတ်တာပေါ့ကျုပ်တို့ကမင်းထင်တယ်ထားမှမဟုတ်ပဲအဲ့ဒီလိုပြောပြအောင်ပြောလိုက်မိသေးတယ်အင်ဂျီတွေများလာလို့အင်ကြီးအင်ကောင်းတွေမြိုရင်းဖို့လမ်းတွေချက်ချတဲ့အခါ ရခင်ကရွာလူကြီးအခုရက်ကောင်းမင်းဖြစ်နေသူတို့ဦးနဲ့ရွာလူရသားအရက်သားတွေအခြေတင်ဖြစ်နေကြတယ်အဲ့ဒီနေရာကိုငါအောင်မော်ကလည်းရောက်နေတယ်လမ်းမကြောင်းအတိုင်းပဲမင်းကြီးနော်ရထားလက်ရဘလူးနဲ့ငကန်တို့ဖြတ်သွားကြတာတွေ့တယ်လို့ငါအောင်မော်ကလိုက်ခေါ်ခိုင်းလိုက်တော့သူတို့ပြန်လှည့်လာတယ်တွေ့တော့ငါအောင်မော်ကရှောက်တင်တယ်ဒီညမင်းလမ်းမလို့လို့ခေါ်အောင်မယ်ဆိုတော့ရခင်ဒီရက်ကရွာသူရသားတွေရောက်လာပြီးသူတို့ကိုကိုွယ်တဲ့ညမင်းမို့လို့အလဲမခံဘူးလို့ပြောကြတယ်တာဝန်ယူထားတဲ့ခေါင်းမင်းရဲ့ဦးကြီးတူဦးတော်မှာပါသေးတယ်အခုလဲအယူသီးတဲ့ရွာသားတွေနဲ့ မင်းမူတဲ့ချိုအချင်းများနေကြတယ်ကျိုးတို့တော့အမေတို့တိုင်းလောက်အောင်မှာပါအဲ့ဒီရွာသားတွေကိုတစ်ချက်ပြောပြပောင်းတမူလက်ရဘလူကဘာမှမပြောသေးဘူးရှေးရိုးဆွေးနေတဲ့သနားစရာစင်ရင်သားတွေကိုကြည့်နေတယ်ပြီးတော့ခေါင်းမင်းနဲ့မင်းမူထန်တွေပဲကြည့်ပြန်တယ်မင်းမူထန်တွေကသူ့ကိုအာဂိုရီကြည့်နေတာမြင်ရတော့ခေါင်းကြီးပြလိုက်တဲ့အတွက်အားတက်သွားကြရန်တူးတယ်မျက်နှာငယ်လေးနေတဲ့ရွာသားတွေကိုဖြတ်ပြီးလမ်းကိုသွားကြည့်တယ်ညာမင်းကလမ်းတော့ကနေပါပိတ်နေတာအမှန်ပဲတပတ်ကအိမ်ကြီးကလည်းကျယ်ဝန်းပေမဲ့အင်ကြီးအိမ်ကောင်းနေမလို့စီယူအခိုင်မာနဲ့လမ်းကဒီနေရာကျမှဂျင်းသွားလို့မဖြစ်ဘူး ညောင်မင်းကိုခုံးမှရတော့မယ်ကျုပ်တို့တင်ပြစီမင်းကြီးဗျာဒီညောင်မင်းကြီးကကျုပ်တို့ဘိုးဘွားတွေလက်ထက်ကလေးကတင်ပြပသားလာကြတဲ့အထင်ကြီးရညောင်မင်းပါတကယ်လည်းနှက်ကြီးပါတယ်ကဆုံလာမှညောင်ရီသွန်းကြညောင်ထောက်ကြပြည့်လီရှိပါရဲ့ရှေးတုန်းကိုလည်းမပယ်သင့်နဲ့ညောင်မင်းမခုတ်ပဲအချာနီစဉ်းစားစီခြင်းမသေးတယ်လမ်းကျင်းတဲ့တင်ကျုပ်တို့လဲဒီဟိုဘက်လမ်းကမောင်းပါမယ်ရွာလေးကညောင်မင်းတော့မခုတ်စီခြင်းပါဘူးမင်းကြီးဗျာတောင်ဝင်းနဲ့ဖိုးကြီးတယောက်ကထွက်လာပြီးရှောင်နေတာပါခမင်းကသူပြောတာတွေကအချင်းမြင့်မရှိကြဘူး နတ်ထက်လူကဘုံကြီးကြောင်ညောင်ထောက်တယ်ဆိုတာကလည်းကိုကျိုးကြည်ုံတသက်နဲ့ကုသိုလ်ရတဲ့အလို့မဟုတ်ကြောင်မြို့ဒီယာမှာအယူသင်းလူမဖြစ်ကြောင်ဝေနေအောင်ပြောတော်တယ်သူစကားကိုထောက်ခံတာကညောင်မင်းအရှိကအင်းရှင်အဖိုးကြီးပြောနေကြတဲ့ကမကြကြောင်မေးပြပြနေတာအခုခေါင်းမင်းပြောတော့အယူသီးတာကအစိုးကျိုးကသာဖြစ်စီကြောင်ဝင်ထောက်ခံတယ်ပညာတတ်လူချမ်းသာကုန်သင်မျိုးမှုသူပြောသမျှလူတွေကခေါင်းညိနေကြရတယ်ကျွန်တော်လည်းအယူတွေရှိတဲ့သူမဟုတ်ပါဘူးလူအဲ့နဲ့နှကြီးတဲ့အပင်ကြီးအများကြီးခောက်ခဲ့ဘူးပါတယ်လိုက်ရဘလို့စပြောလိုက်တော့လူအုပ်ကငြိမ်သွားကြတယ် ဒီအပင်ကလည်းလမ်းနဲ့မလွတ်တာအမှန်ပါပဲလမ်းပြောင်ပြောင်သွားဖို့အတွက်အပင်တစ်ပင်ကိုစည်းရနိုင်ပါလေအရက်သူအရက်သားတွေခေါင်းငယ်စိတ်ကြုံနေဟန်တာဝရီနိုင်ဘုံမူကြီးတူရဲ့စကားကိုတော့သူတို့မပေရှားဝွင့်ကြဘူးအယူသီးတဲ့ကိစ္စကိုတော့အနေနဲ့ပြောချင်တယ်နတ်ကိုခွေတာနတ်တင်တာတွေကိုကျွန်တော်တို့မင်းတရားကြီးကိုလိုတိုင်းပြိပင်ထားခဲ့တာကြာပြီခေါင်းတော်မောမလာကြဘူးခေါင်းကုံနာခံကြတာကတစ်ဖက်ခေါင်းမောနားထောင်နေတာကတစ်ဖက်ဖြစ်သွားပြီကျွန်တော်တို့ကိုယ်တိုင်လည်းအပင်စောင်းတဲ့ကိုကိုယ်ခွေပသနေဖို့မလိုအပ်ဘူးဆိုပြီး ခုတ်ခဲ့ကြတာမနေဘူးဒါပေမဲ့အယူသီးသူတွေကထိန်းသိမ်းသူတွေဖြစ်နေပြီးတော့ကျွန်တော်တို့လိုအယူမရှိသူတွေကဖျက်ဆီးသူတွေဖြစ်သွားကြပြန်ကုန်ဘလို့ကြောင့်လဲမင်းကြီးညာမင်းကိုအမြတ်တလို့ထားကြသူတွေဘက်မှာညာမင်းနေရှင်သန်နေပြီမြင့်အယူမရှိပါဘူးကွာဆိုတဲ့သူတွေကတော့အပင်နေခုတ်မိတိုက်ပြလိုက်ကြတယ်လူအဲ့လိုလောက်ရတာဆိုရင်ကျွန်တော်မပြောဘူးကျွန်တော်မျိုးတို့ကလမ်းမလို့လို့ခုတ်မှဖြစ်မှာမို့လို့ပါတမင်ခုတ်လည်းဖြစ်နေတာမဟုတ်ပါဘူးကောင်းပြီတခြားနေလည်းမရှိဘူးလားဆိုတော့မရှိပါဘူးလို့ပြန်ပြေးတယ် ကျုပ်ပြောပြစီလူကလေးခေါင်းမရဲ့ဦးကြီးကသူတို့ဂျာကိုဝင်လာတယ်။ဒီအနောက်ဘက်ကအကွက်ကမောင်စိန်ကလေးရဲ့ဂျာကွက်ချန်ဆိုင်သီးနဲ့ဆိုင်မယ်ဆိုပြီးထားတာ။အဲ့ဒါကိုကျုပ်တို့မောင်စိန်ကလေးစီကနည်းနည်းဖဲ့ပေးဖို့ဝိုင်းတောင်းဆိုပြီးဒီဘက်ကိုလမ်းပေးဖို့ပြောပြီးမဲ့သူတို့မောင်ကမရဘူးကြီးပဲပြောနေတယ်။ခမားဖြစ်စင်တာရှောက်ပြောနေလို့ဖြစ်မလား။ဒါကမင်းမိတ်နဲ့ခိုင်းတာ။ဒီနားကြမှာလမ်းကကောက်နေလို့မရဘူး။ခမားတို့ကိုကိုွယ်ချင်းနှက်ကိုပင့်ပြီးအခြားတနေရာမှာညောင်မင်းထက်ဆိုင်လိုက်။လမ်းတဲ့တဲ့ကြာနေတာကတော့ပြက်ချင်းတယ်လို့ပြည့်ရတာဓမ္မတာပဲဦးကြီးရဲ့ ိုရင်ကိုခိုင်းတာဘသူတုံးလက်ရဘလူးကရန်ကောင်းမင်းကိုမေးတော့ငါအောင်မော်ကကျုပ်ပါလို့ပြန်ဖြေတယ်ဒီလမ်းကိုတောင်းဝယ်ယူရသူကရောအမတ်မိုတာစားပါလို့ပြန်ဖြေတယ်ခေါင်းမီငါသူနဲ့ပြောမယ်မင်းကဥစဉ်ကလေးဆိုသူစီကမြေကွက်ကိုငါဝယ်လို့ချောင်းသွားပြပြီးနှိမ့်နိုင်ခဲ့ခေါင်းမင်းကညာမင်းကိုဒီဘက်ကဝိုက်ပြီးတော့မှလမ်းဖောက်ဖို့အတွက်ဥစဉ်ကလေးဝိုင်းဝန်းနှားချပေးရမယ်သူဆိုတဲ့အဖိုးကကျွန်တော်ပေးမယ်ညာမင်းကိုထိန်းသိမ်းလို့သူရွာသားတွေကတော့ဒီကျင်းတဲ့ဘက်မှာလက်စင်ဆောက်ရေချမ်းဟုတ်တည်ကြရမယ် ပြီးရင်ညောင်မင်းကိုပတ်ပြီးညောင်ဆောင်ကိုပြည့်ထိုးပေးကြရမယ်။အမြဲမပြတ်အမိုက်တရက်ခင်းစီအောင်စောင့်ရှောက်ကြရမယ်။လုံနိုင်မလား။လုံနိုင်ပါတယ်ဘုရားဆိုတဲ့အတန်ကြီးကဝမ်းသာအားရအကြေကြီးပေါ့။ခေါမင်းကအံ့ဩပြီးပြူးကြောင်ကြည့်နေတယ်။ငါအမော်ကတော့ပြောသမျှလိုက်မှတ်နေတော့ဒီဘက်ကနေလမ်းကိုဆောင်းပြီးကြည့်ကြည့်ဖောက်ပူရဲမျိုးကိုရေရင်တူပန်းမင်ဆိုင်။နတ်ကိစ္စမင်းတရားကြီးကိုငါရှောက်လိုက်မယ်။မင်းတို့လိုဘကလမ်းကြောင်းပြောင်းသွားတာကိုမသိတာအောင်ဒီဘက်ကသွားတာပိုအဆင်ပြေတယ်လို့ထင်အောင်လုပ်ကြဖို့ပဲ။ဒါပေမဲ့ဗျာဒီအပြင်အတွက်နဲ့အရှင်းငွေတော့အကုန်ခံစရာမလိုပါဘူး။ ။မြောင်မင်းကြီးလက်ကြည့်ပေါင်းတရန်ချာလာပါပြီ။လေပြင်းမိရင်ပြိုလဲနေတဲ့အန္တရာယ်ရှိပါတယ်။ဒီလူတွေကပညာမတတ်တဲ့သူတွေပါ။သူတို့စကားကိုနားမယောင်ပါနဲ့ဗျာ။ပြန်စင်းစားစီခြင်းပါလေ။ခေါမင်းကအပြင်းထန်ကန့်ကွက်လာတယ်။ခမရတို့ပညာတတ်တွေနေတဲ့အရက်ကွက်မှာအပင်ပရပင်ကြံသေးတော့ခေါမင်းရဲ့ကုံတွေကြီးကိုကြည့်ပြီးမိတော့ဖြီးဖို့ဆွန့်အားသွားကြတယ်။မကြသေးမီကမှအင်းရှိမြင်ခွင့်ပိတ်နေလို့မျက်နှာစာမလာဘူးဆိုပြီးခုတ်ထားတဲ့အပင်ငုတ်တူတွေရှိနေတဲ့အင်းကြီးရှင်ကလည်းဝင်မပြောတော့ဘူး။ပညာမတတ်တဲ့သူတွေနေတဲ့ရွာတွေမှာတော့စိမ့်ညွနေတဲ့အပင်ထန်းတွေရှိတယ်။ သူတို့ကကြောက်ကြတော့မခုတ်ဘူးခင်ဗျားတို့ကဘင်းကားလွှင့်ဘာမှမကြောက်တော့ခုတ်ချင်တယ်ခုတ်ပြနေတယ်ဒီလမ်းကိုကြည့်စမ်းခိုးစရာအရေးအဝါသာဘာရှိလဲဆိုတော့မှမင်းကြီးမင်းနဲ့နော်တာကိုယ်တိုင်နေဘူးတဲ့ရက်နေတာကိုသတိထားမိပြီညမေးရကြောက်ပါဖေဖြစ်ကုန်ကြပါရောအရေးခိုးစရာမှမရှိရင်အညာနေဘူးမှဘသူမှအပြင်ထွက်ချင်ကြမှာမဟုတ်ဘူးခင်ဗျားတို့ကတော့ ठी မှုတွေနဲ့သွားကြမှာပေါ့ဆင်းရဲတဲ့သူတွေကြပိုဆင်းရဲရတယ်သူတို့မှမသွားလို့လည်းမဖြစ်ဘူးတန်နိုင်သူတွေကမရှိဆင်းရဲသားတွေကိုခုန်နှားစရာမပေးဆွမ်းကြတဲ့အပြင် ရှိရာကိုတော့မှခုတ်ပြေးကြတာကဒဏ်ထားဖို့ကောင်းတယ်။ဘသူကပညာမဲ့တော့ခေါင်းမင်းကလည်းခေါင်းမဲဖြစ်နေပြီ။မျက်နှာကြီးကမဲလို့ဒီလမ်းကအဓိကလမ်းမဟုတ်ပါဘူး။ညောင်မင်းကြီးလည်းလမ်းဆုံမှာရှိနေတော့မလဲခင်အထိလမ်းသုံးကွာလုံးအရေးရတာပေါ့။အကွက်ကြလှပါပြီးအရေးမရှိတဲ့မြို့ဘူးထက်အေးချမ်းသာတဲ့မြို့ကိုအမှန်မင်းလည်းလူလားမှာပါ။သူပြောပြီးမြင်းဘော်ကိုတက်သွားချိန်မှာတော့မင်းကြီးတော်ထာအသက်ကျော်ရှိပါစီတဲ့။ဆူတောင်းတဲ့ထောပနာတန်လေးကအရဲသားတွေရဲ့ဂျာကထွက်ပေါ်လာတယ်။လက်ရဘလူးကတော့မဖြစ်နိုင်တဲ့ဆူတောင်းတဲ့ကို ကြောခိုင်းသွားခဲ့ပြီယခုတင်ဆက်ပေးခဲ့တဲ့ဝတ္ထုကလေးကတော့စာရေးသူတင်ခရဇာရဲ့လက်ရပလူဇလုံးနဲ့များစွာတဲကမှမင်းတင်နွေတာဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြပါဦးဖိနာက notification လေးလည်းနှိပ်ပေးထားပါဦးခင်ဗျအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်